ရေဘေးတံကြီးကျယ်ခန်းစားခဲ့ရတဲ့ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်နယ်ပယ်တည်တည်မှရှိတဲ့ပြည်သူတွေဟာနှီးမျိုးစုံနဲ့ကူညီပေးနေကြတာပါဓပုံပညာရှင်တွေကလည်းသူတို့ရဲ့နုပညာမြောက်ဖန်တီးထားတဲ့ပုံတွေကိုပြပွဲလို့ရောင်းချပြီးတော့လှူဒန်းကြမှာပါကိုရိုင်းဖန်တီးထားတဲ့နုပညာပစ္စည်းနဲ့ရေဘေးတံပြည်သူတွေကိုကူညီခွင့်ရလို့ပီတိဖြစ်တဲ့အကြောင်းကိုဓပုံဆရာပူပူစောကအခုလိုပြောပါတယ် ဒီစီးပွားရေးအင်ဂျင်နီယာလူထံဖို့အတွက်တို့ပြည့်စုံတဲ့တို့ဒီမှာကိုယ့်ရဲ့ပညာတပုံမျိုးကိုပြသနာတယ်။လူထံမှုတော့လူထံမှုဒါပေမဲ့ဒီပညာမှုမှာလိုအောင်ဟောဆန်မှုရောအမှုပညာရောပါတဲ့ပြဿနာမျိုးဝစီကံမှုထက်ပြည့်ရဲ့အချင်းရဲ့လည်းမြင်ပညာရောပုံဒီဘောတဲ့ရှင်နာနဲ့လောအားထားနာရောပါတဲ့ပြဿနာမျိုးပြန်ပြန်ကြအောင်တော့ဆန်ကိုဝမ်းနာရှင်မှုနဲ့ညီမရေဝေးတင်ဒေတာတွေရမုံငွေရှာဖူးရဲ့ဒီတပုံပြပွဲမှာနိုင်ငံတကာနဲ့ပြည်ရင်းကတပုံပညာရှင်38ယောက်ရဲ့ ဓပုံ190ကျော်ကိုပြတ်တရောင်းချသွားမှာပါဓပုံဓပုံကိုအနည်းဆုံးကျန်းကင်းစီဒေါ်လာ300ရာနေစတင်ရောင်းချသွားမှာဖြစ်ပြီးပြန်လည်ထူထောင်ရေးအတွက်လိုအပ်နေတဲ့အ धिक ဒေတာတွေကိုဦးစားပေးလှူဒန်းသွားမှာလည်းဖြစ်ပါတယ်တဘာဝဘေးအန္တရာယ်ကိုကိုယ်တိုင်မခံစားခဲ့ရပေမဲ့ရေဘေးတင်ပြည်သူတွေပေါ်ထပ်တူကုကျင်းစာနားလည်ပြီးတဲ့ဓပုံဆရာတွေဘလူးအားပေးစကားတွေပြောခဲ့လေ အော်ဒီပြတ်တပုံပြပွဲကညီမတို့လေတပုံပြပွဲမဟုတ်ဘူးတပုံပြပွဲရောရောင်းပွဲရောပါရှင့်ညီမတို့အခုချိတ်ထားတဲ့ပုံတွေအကုန်လုံးကိုရောင်းသားမှာဖြစ်ပါလေရှင့်ဈေးအနည်းဆုံးတော့ USD 30ရာနေအာ190တိပါပါလေရှင့်ဟုတ်ကဲ့အာတပုံဆရာတွေကအာ local မှာရော international မှာရောတကယ်ကို professional ကြားတဲ့တပုံဆရာတွေပါပြီးတော့ညီမဝန္ဒနာရှင်အစ်စ်နေရောအဆုံးပါပါလေရှင့်ဒီပေးအတွက် လိုအပ်တဲ့နေရာတွေကိုလုပ်မယ်။ဒီမှာတော့ဒီမှာအတိကတ်ထားတာတက်ကတ်ထားတဲ့နေရာကတော့ဒီမှာတို့ဒီရခိုင်ဒေသဘက်ကိုအတိကတ်ဖြစ်ပါတယ်ရှင်။ဒါပေမဲ့ညီမတို့ဟိုပို့ပြောမှဟိုအလိုရှင်အရောက်ပေါက်နေတဲ့ဒေသတွေတော့ဥစားပြသမှာရှင်ပါရှင်။မြန်မာနိုင်ငံရဲ့တိုးတောင်ရှုခင်းအလှရီယဉ်ကျေးမှုနဲ့ရိုးရာဒလီရီကိုအသားပြေးရိုက်ကူးထားတဲ့ဒီဓာတ်ပုံပြပွဲကိုဩဂတ်17ကနေ23ရက်နေ့ထိရန်ကုန်ဂလရီမှာ3ရက်ကြာပြသနေတာဖြစ်ပြီးဘန်ဒရာမစ်မြန်မာ Travel and Drone နဲ့ Hope Charity Organization တို့ကပူးပေါင်းကျင်းပတာလည်းဖြစ်ပါတယ်။ရေဘေးသင့်ပြည်သူတွေကိုကူညီတဲ့အနေနဲ့ဓာတ်ပုံဝယ်ပြီးလှူလုပ်တာဟာတခြားပစ္စည်းတွေလှူတာနဲ့မတူတဲ့ခံစားမှုကိုရစေတယ်လို့မဝင်းစစာမင်းကပြောပါတယ်။အမားတို့အခုရေဘေးသင်းနေသားတွေအများကြီးဖြစ်နေတာလေအမားတို့ကိုယ်တိုင်လည်းတဝါးဘေးအနေနဲ့ငွေလူခံပြီးလဲလူတယ်ပစ္စည်းတွေလည်းလူတယ်ဒါပေမဲ့ဒီဟာလေးကတော့အဲ ြစ်တယ်ကို့အတွက်လည်းဟိုတစ်ခုခုပြန်ရရပေါ့နော်ဒါလေးကိုကြည့်ပြီးဒီပစ္စည်းကဟိုဒီဓာတ်ပုံလေးကိုကြည့်နေတဲ့အချိန်တည်းကွာအဲဒါငါရေပေးတင်ဒေတာအတွက်လုခဲ့တဲ့အနေနဲ့အလူနေနဲ့အပါဖြစ်တာအမတို့ဓာတ်ပုံလေးတွေကတော့ပုံမှန်စားမှဝယ်လဲရတယ်ကို့ကိုရိုက်ပြီးထုတ်လဲရတယ်ဒါမဲ့ဒါက appreciation တစ်ခုပေါ့နော်အဲ့တော့ထောက်ပံ့ပေးတာလည်းဖြစ်တယ်ကို့လည်း feeling ခံစားရတဲ့အချိန်လုံးပြန်လာအဲ့တော့အဲ့အတွက်လည်းဟိုဒီဟာကိုတမင်တဲ့တခုစားလာပြီးဝယ်တာပေါ့နော်